ဆက်ကဒွန်ဂရီကိုလူအယောက်တရာစာအစားတောက်တွေပေးလိုက်တဲ့အတွက်သူတပည့်တွေသာပြန်ကောင်းလိုက်ရင်ဒီစာတောက်ဆိုင်နဲ့တင်းမောကိုအသိမ်းခံရနိုင်တဲ့အကြောင်းဝိုင်းဝန်းဖျောင်းပြကြပါရစေ။ဒါပေမဲ့ Grand Line မှာရှုံးနေလာတဲ့သူတွေအဖို့စိတ်မချောက်ကြပဲတက်ခိုက်ချင်းစိတ်ရှိသေးရင်တော့လုပါစေလို့ဆက်ကခန့်နှဲ့လိုက်ပါရစေ။အရှိပင်းလေပြားရဲ့အင်အားကြီးဆုံးဒွန်ဂရီအောင် Grand Line ကနေထွက်ပြေးလာရတဲ့ဆိုတဲ့အကြောင်းကြားလိုက်ရတဲ့အတွက်ထူးထူးဆန်းဆန်းလူဖီတောင်မှအံ့ဩသွားခဲ့ပြီးဒွန်ဂရီကလည်းစိုင်းပိုင်ရှင်ကဟိုအရင်ချင်းနီဆက်လို့ကြော်ကြားခဲ့တဲ့ပြိုင်မကင်းစပ်ဖို့မူပင်လယ်တံများကြီးဖြစ်တဲ့အကြောင်းမှတ်မိသွားခဲ့ပါရစေ။ အရှင်ကားဆိုရင်တိုက်ပွဲတိုင်းမှာလက်ကိုမတုံးမဲ့ခြေထောက်နဲ့ကြီးတိုက်ခိုက်ခဲ့တဲ့ချင်းနီဆက်ဖ်ရဲ့ကန်ချက်တွေဟာတောက်တုံးကိုခွဲတမန်နီကိုပင်ရောင်ထိတံမာခဲ့တာဖြစ်ပြီးသူ့ခြေထောက်မှာအမြဲသွေးဆွနေရကြောင်းလေချင်းနီဆက်ဖ်လို့ကြော်ကြားခဲ့တာဖြစ်ပေမဲ့အခုတော့ဒေါကွီတာဘဝရောက်နေရကြောင်းစပ်ဖုံမှုအဖြစ်အသက်မိုးရန်ကြောင်းနေရရပဲလို့ဒွန်ခရီးကလည်းအတိတ်ကအကြောင်းတွေကိုစွပ်ပေးလိုက်ပါတယ်တချင်ကချီနီဇက်ဟာ grand line တွေကိုဝင်ပြီး begin ဆိုတာပြန်ထွက်နိုင်တဲ့အထိအင်အားကြီးခဲ့တာကြောင့်ဒွန်ခရီးကအဲ့ဒီခရီးစဉ်ကိုမှတ်တမ်းတင်ထားတဲ့စာအုပ်သူ့ကိုပေးဖို့ခြေထောက်တစ်ဖက်မရှိတော့တဲ့ပင်လယ်သမားဟောင်းကြီးကိုချင်းချောက်တောင်းရင်လိုက်ပါတယ် စက်ကတော့အဲ့ဒီမှတ်တမ်းစာအုပ်ကသူနဲ့တရှင်ကသူ့အဖွဲ့သားတွေရဲ့ဂုံတိတ်ကပြစ်လို့ပေးဖို့ညှင်းဆန်တဲ့အတွက်ဒွန်ဂရီကအင်အားသုံးပြီးယူဖို့နဲ့အဲ့ဒီအချက်လက်တွေကိုသာရရင် Grand Line ကိုနောက်တစ်ခေါက်အုပ်ဆိုးဖို့ကြိုးစားမှဖြစ်ပြီး One Piece ကိုလည်းသူ့ရဲ့စစ်တပ်နဲ့အရယူမှဖြစ်တဲ့အကြောင်းပြပြလိုက်ပါရယ်ဒါမျိုးဆိုရင်တိတိတိမခံတဲ့လူဖီကလည်းသူကသာပင်လယ်တများပရင်ဖြစ်လာမယ်သူမို့လို့သူပဲ grand line ကိုအုပ်စိုးမှဖြစ်တဲ့အကြောင်းထပြောတဲ့အတွက်အားလုံးကလည်းပကံစင်းရဲ့တောက်တော့မရကောင်းလေးကို dungree မတက်ခင်ဝိုင်းတကြပါဗျာ ုံခရီကတော့သူ့လိုလူအယောက်9000ပါတယ်တင်မောရီတောင်900ရအထွန်းအကုန်ပျက်စီးသွားတာဖြစ်လို့ပြောင်ဆက်ဆက်ငချွလေးတယောက်ကအဲ့လိုနဆိုးရီရဲ့နေမျိုးကိုဖျက်ဆီးမှုဆိုတာကမဖြစ်နိုင်ပဲလာနောက်မနေနဲ့လို့အသေးအတန်ထပြောလိုက်ပါတယ်လူဖီကတော့နည်းနည်းလေးမှနောက်မဆုတ်တဲ့အတွက်ဒုံခရီကလည်းတိတ်တော့မဲ့အချိန်ဇူရိုနဲ့ဥစုကလည်းသူတို့ကပ္ပတိန်အနောက်မှာအသိရှိနေကြပြီမြေလူဖီကတော့ဝင်မပါပဲဒီတိုင်းရဲကြည့်နေလို့ပြောထားလိုက်ပါတယ်အဖွဲကလူလေးနှစ်ယောက်နဲ့တပိုင်းပဲရှိသေးရဖြစ်လို့ဒွန်ခရီကတော့လှောင်နေပေမဲ့လူဖီကသူ့မှာနောက်ထပ်အဖွဲသားနှစ်ယောက်ရှိသေးရဲ့အကြောင်းစမ်းကြည့်ကိုပါထက်တွက်လိုက်ပါရယ် ဒွန်ဂရီကလူဖီလောက်တော့သူ့အသားလေးဒီနဲ့ညင်လို့ထိနေပေမဲ့အနားမှာနမကြီးချီနီဆက်ရှိနေရကြောင်းလဲမစင်မကျင်တော့မလုပ်ရတဲ့အတွက်သူ့အဖွဲသားတွေကိုအစာတော်ချင်းနေအောင်မသိကျင်တဲ့သူချိုးပြီးထွက်သွားဖို့ပြောခဲ့လိုက်ပါတယ်။အပြင်မှာကြံခဲ့တဲ့ဂျူနီနဲ့ယူဆာခူကလည်းနာမည်တခုခုထူးဆန်းနေရကိုတတိထားမိလိုက်ကြပြီးဂင်းကတော့သူ့ကပတိန်ကိုခေါ်လာမိရတဲ့တောင်းမှတ်မိမယ်။ဒီစားတော့ဆိုင်မှာရှိတဲ့ဆပ်ဖူမူတိုင်းကကိုမန်မန်ထင်းရကိုလောက်တက်ကြတဲ့ကောင်တွေဖြစ်လို့တောင်းမှတ်မှုမလိုတဲ့အကြောင်းဆက်ကဝင်ပြောလိုက်ပါတယ်။ အားလုံးကတော့အခုလိုဖြစ်ရတာစမ်းကြည့်ကြောင်မလို့ကာပြီးမပြောပြဖို့အတွက်ဝိုင်းထားကြပြီမဲ့ဆက်ကတော့ကြဲပြောလာတဲ့ပင်လေပင်ကြီးထဲမှာရေမရှိအစာမရှိပဲကြက်ဖို့ကောင်းလာအောင်ဗိုက်စားတဲ့တန်ကိုတခြားသူတွေကမခံစားဘူးကြပြီမဲ့စမ်းကြည့်ကတော့အဲ့ဒုက္ခကိုကောင်းကောင်းနားလဲတဲ့အကြောင်းအော်ပြောလိုက်ပါရယ် အဲ့ဒါကြောင့် بوا စီ بوا စီလောက်ချင်းဒီဆိုင်ကနေချက်ချင်းလေးပို့ထပ်ပြောလိုက်ပြီးသူတို့တွေ့တာလေဒီစားသောက်ဆိုင်ကိုကာဝယ်ဖို့ဒီနေရာမှာတက်ခတ်ရင်နေကြဖို့ပဲဆုံးဖြတ်လိုက်ပါရဲဂင်းကတော့အန်နီယံများတဲ့ဒွန်ခရီကိုရင်မဆိုင်ကြဖို့အော်ပြောနေရကြောင်းဘိုက်ဆာနေတဲ့သူကိုအစာကျွေးဖို့ကတုခန့်ယူချက်ဖြစ်ပေမဲ့လေအဲ့ကောင်တွေကိုတီးဖို့လိုလာရင်တော့တီးမှာဖြစ်ပြီးဒီစားသောက်ဆိုင်ကိုရန်ချတဲ့လူကဂင်းစုံရင်တော့သူ့လက်တော့မနေပဲတက်ပြစ်မှာဖြစ်တဲ့အကြောင်းစန်းကြီးကအထာကြကြတတိပေးလိုက်ပါရဲလူဖီကလည်းဂင်းရောက်ခဲ့ရဆိုတဲ့ grand line အကြောင်းနည်းနည်းတော့ဆက်ဆုလိုက်ပြီး င်းကတော့သူတို့တွေ grand line ထဲကိုရောက်တဲ့ခုနှစ်ရက်မြောက်နေ့မှာတင်းမောအစီ90လုံးကလူတယောက်တည်းရဲ့လက်ချက်နဲ့ချင်းမုန်းခံလိုက်ရတာဖြစ်တဲ့အကြောင်းသူမယုံကြည်နိုင်ဖြစ်နေတဲ့ကိစ္စကိုပြောပြလိုက်ပါရယ်အဲ့လူသူတို့ကိုတိုက်ခိုက်နေုံမုံတိုင်းတိုက်လာတာကြောင့်ကကန်ကောင်းထောက်မဆွာနဲ့ပင်မတင်းမောတစည်းနဲ့လွတ်လပ်ခဲ့တာဖြစ်တဲ့အကြောင်းနဲ့သူမှစူးရှားတဲ့တိုင်းငယ်မျက်လုံးတွေနဲ့ရှိတဲ့အကြောင်းပြောပြလိုက်ပါရယ်အဲစကားကြောင့်ဇိုရိုကလည်းသူ့လက်ရှာနေတဲ့သူမှတိသွားခဲ့ပြီးဆက်ကလည်းဂင်းပြောရဲ့စကားအရတက်ရောက်ပဲဖြစ်နိုင်တဲ့အတွက်သူ့အိတ်နေရာကိုနှောက်ရှက်မိလို့များတားခိုက်ခဲ့ရလားလို့စနောက်လိုက်ပါရယ် Grand Line ဆိုတာအဲ့လိုကြမ်းတဲ့တမာရဲသူတွေပဲရှိရနေတာဖြစ်တဲ့အကြောင်းပြပြလိုက်တဲ့အတွက် Luffy ကတော့လုံးဝသဘောကျသွားတဲ့အပြင် Zoro ကလည်းမရောက်ကြအောင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ Sanji ကတော့မတုံးနဲ့လို့ပြောပေမဲ့ Zoro ကသူ့ကဘာအကောင်းဆုံးဒါသမဖြစ်ရမယ်လို့ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီးသူ့အသက်ကိုဆုံးလို့ဖို့ပြင်ဆင်ထားပြီးသားဖြစ်တဲ့အကြောင်းခြေပါလိုက်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ Dunkree ရဲ့စစ်သည်မော်ကြီးကမျက်စိရှိရောက်နေရဖြစ်လို့ပက်တီကသတိမပြတ်ဖို့ပြောလိုက်ရပြီးအစာရေစာရထားတဲ့ပင်လယ်သမားတွေကလည်း Grand Line ကနေမသိပဲလွတ်မြောက်လာလို့ဝမ်းသာနေကြတော့ Dunkree ကသူ့တို့ထတ်သွားမှဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ အထွန်းတက်တဲ့ကောင်မှန်တယ်များအရှင်းမထားတဲ့အတွက်ကန့်ကွက်သူမရှိတော့ပဲဂျွန်ခရီးကလည်းချက်ချင်းစားတော့ဆိုင်ကိုတိမ့်မဲ့အကြောင်းပြောနေတော့သူတို့နားကိုတိမ့်ငဲ့မျက်လုံးနဲ့တစုံတစ်ယောက်ကချင့်ကပ်လာခဲ့ပါတယ်အခုလို recap တွေကိုမြန်မာစာရင်းထိုးနဲ့ကြည့်ကြည့်နေဆိုရင် Telegram မှာ GeoAnime 83လို့ရိုက်ရှာပြီးကြည့်ရှုလို့ရပါတယ် US နိုင်ငံ location ရတဲ့ VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ဝင်ရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ် ဂျွန်ဂရီရဲ့တပည့်တွေကလည်းညာတန်ဘေးင်းနဲ့စားတောက်ဆိုင်စီခြိတက်နေကြတော့ရုပ်ရည်ရဲ့သူတို့ရဲ့တင်မော်ကြီးကအပိုင်ပိုင် ခုတ်တိခံလိုက်ရပြီးအကုန်လုံးရေထဲကိုမြုပ်နေကြကြောင်းလူဗီတို့လည်းသူတို့ရဲ့ဂရင်းမယ်ရီကိုစိတ်ပူသွားပြီးမြဲတင်မော်နဲ့ဂျရနာရီအလုံးကိုနာမီခိုးသွားပြီးဆိုတာသိလိုက်ရပါတယ်။နာမီကဘယ်ရင်ငွေတန်း၃၀တဲ့အလုံးဆိုတဲ့ပင်လယ်တမြားရဲ့ဝရမ်းစားကိုပဲစိုက်ကြည့်နေကြတာဖြစ်ပြီးအက်ကောက်ကအရန်အစွမ်းထက်လုံလို့တွားဖက်မှုမသိတဲ့အကြောင်းပြောနေကြတော့ဂျူနီနဲ့ယူဆာကူကရေထဲကိုတွန်းရှာခံလိုက်ရတာဖြစ်ပါတယ်။ သူကပင်လယ်ရေများရိစီကနေခိုးတဲ့တခုဖြစ်လို့ဒီသင်းမောကိုယူသွားပြီးဖြစ်တဲ့အကြောင်းနဲ့လူဖီတို့ကလည်းရေစက်မကုံရင်ပြန်ဆောင်ကြဖို့ပြောခဲ့တဲ့အကြောင်းဂျူနီတို့ကဖြစ်ချောင်းကိုစင်ကိုရှင်းပြလိုက်ပါတယ်။တိတ်ဝဲဝဲတော့မလျှောက်သေးတဲ့အတွက်လူဖီကဇရိုနဲ့ဥစုကိုနာမီနောက်လိုက်ဖို့ပြောပေမဲ့ဇရိုကတော့အဲ့မိမကိုဒီတိုင်းလှုပ်ပေးလိုက်ဖို့နားချလိုက်ပါတယ်။ဒါပေမဲ့လူဖီကသင်းမောတဲ့သူ့ရဲ့လမ်းမြကိုတမျောနေရဖြစ်ပြီးဇရိုကလည်းလူဖီအတီပြောနေရမှရေးမိရဲ့အတွက်ဥစုနဲ့အတူတူလိုက်ဖို့ပြင်လိုက်ပြီးမဲ့အဲ့အချိန်မှာပင်လယ်ပင်ထက်မှာဖျောင်းလိုက်နေထွန်းထိုင်တိတ်ဝဲဝဲလာနေတဲ့ဖောင်လေးပေါ်ကတိတ်ငဲ့မျက်လုံးမြော့ဆိုတဲ့သူကိုဇရိုကလှမ်းတွေးလိုက်ပါတယ်။ သူအနည်းနဲ့အလားလားရှာနေခဲ့ရတဲ့ကမ္ဘာအစွန်းတက်ဆုံးဓာတ်သမဖြစ်တဲ့အကြောင်းပြောပြလိုက်ပြီးဒွန်ဂရီကလည်းမိဟောတူရနာကိုလိုက်လာရမှသိသွားခဲ့ပါဗါးပုံစံကြည့်လိုက်ရင်တော့တာမန်လူတယောက်လိုပဲဖြစ်ပြီးအထူးလက်နက်တွေပါရီလည်းမတွေ့လို့စပုံမူရီကတယောက်တစ်ပေါက်ထင်ရီပြောဆိုနေကြရတဲ့ကြောင့်တိုင်ငတ်မျက်လုံးမိဟောကသူ့ရဲ့ကြောဘော်ကဓာတ်တလက်ကိုပဲကင်နေသူဖြစ်ပြီးကမ္ဘာပေါ်ကဓာတ်သမတွေအားလုံးထဲမှာထိတ်ဆုံးဖြစ်တဲ့အကြောင်းဇက်ကရှင်းပြလိုက်ပါဗါးမီယောကလည်းသူအချိန်ဖြုံးညင်လို့ဒွန်ဂရီတို့နောက်ကိုလိုက်လာတာဖြစ်တဲ့အကြောင်းပြောတော့အချိန်လေးကိုနားမလဲတဲ့တောက်ဘောတကောင်ကတန်းတန်းနဲ့ထပစ်လိုက်ပြီးမြေမီယောကထိုင်ရကမထပဲကြီးစံကိုလမ်းလွဲပစ်လိုက်ပါရယ် သူတွေးကျင်တဲ့သူကိုတက်တက်ဆက်ဆက်တွေးလိုက်ရတဲ့ဆိုလိုကလည်းရှေ့ကိုထွက်လာတဲ့အတွက်ဒါသုံးချောင်းနဲ့သူ့ကိုမြင်လာတဲ့ပင်လယ်သမားမဟုတ်ဆိုရိုရိုနိုဝါဆိုလိုမှတိတော့ကြပါရယ်သူကြားထားသလိုပဲမီဟောကတော်တော်လေးအစွမ်းသက်ပြီးမီဟောနဲ့စုံရင်လို့ပဲပင်လယ်ပြင်ကိုထွက်လာခဲ့တာဖြစ်တဲ့အကြောင်းဆိုလိုကပြောပြလိုက်ပါရယ်မီဟောကလည်းဆိုရဲရှီမန်းချက်ကိုပြန်မိလိုက်တဲ့အကြောင်းကဘာအကောင်းဆုံးဒါသမားဖြစ်ချင်တဲ့အကြောင်းနဲ့အချိန်ဖြုန်းချင်းသူနဲ့ဒီနေရာမှာချဖို့စိန်ခေါ်လိုက်ပါရယ် မြေယောကလည်းဇိုရိုသားဒါသမဆစ်စစ်တယောက်ဆိုရင်သူတို့အရေးချင်းဘလောက်ကွာလဲဆိုတာကြည့်ုံနဲ့သိနိုင်တာဖြစ်လို့ဇိုရိုကယုံကြည်မှုလွန်ကဲနေရလားအုံနောက်မရှိရလားဆိုတာမှန်းဆရခတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဇိုရိုကတော့ပြောမရပဲတက်ခိုက်ချင်နေရကြောင်းမြေယောကလည်းသူ့လက်ပြီးမှဆွဲထားတဲ့လက်ဝါးကတိုင်ကြီးကဒါတိတိလေးကိုထုတ်လိုက်ပြီးယုံတကောင်အမဲလိုက်ဖို့အင်အားကုန်ထုတ်စီရမလို့ပဲသူ့မှလည်းဒီသက်သေးရဲ့ဒါပါမလာဘူးလို့ခန့်နေလိုက်ပါတယ်။ ဆူရိုကလည်းနမည်တစ်လုံးနဲ့ကြော်ကြတဲ့သူဖြစ်နေရင်တောင်ပင်လယ်သမုဒ္ဒရာကြီး၄စင်းနဲ့ဒီအရှိပင်လယ် East Blue ကလူရဲနယ်ကြီးပဲစုနေတဲ့နေရာဖြစ်လို့အနုတော်မှာလူကျော်ဖြစ်နေရဲဆူရိုကဝလုံးကောင်းတဲ့လာတာနေရာဖြစ်ပြီးနွားချေရကွက်တဲ့ကဖားလေးလို့ကဘာကြီးအကြောင်းဘာမှမသိသေးတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။အဲ့အချိန်ဆူရိုကလည်းပြေးလာပြီးသူ့ရဲ့အစွမ်းတဆုံတိုက်ခွက်တွေတရာတစ်ခုဖြစ်တဲ့ Onigiri နဲ့ပိုင်လိုက်ပြီးမြေရောကသူ့ရဲ့ဓာလိနဲ့ပဲခုခံပြလိုက်ပါတယ်။ ဘယ်ရန်သူကမှဇိုရဲ့ Onigiri တိုက်ခွတ်ကိုမခုခံနိုင်ခဲ့ပေမယ့်မီယော့ကဇိုရိုလှုပ်လို့တော့မရအောင်ထိမ့်ပြလိုက်တဲ့အတွက်အားလုံးကလည်းမျက်လုံးပြူးကုန်ကြတဲ့ပြင်သူတို့နှစ်ယောက်ကြားမှာအရေးချင်းဘလောက်ကွာလဲဆိုတာဇိုရိုကလည်းရိတ်စားမိသွားခဲ့ပါတယ်ဒါပေမဲ့လက်မခံပဲဆက်လိုက်ဂမူရှုတို့ဝင်ချနေရတော့မီဟော့ကလုံးဝဟန်ချက်ပြတ်မသွားပဲလက်ညိုးလောက်ရှိတဲ့ဓာလီနဲ့ဇိုရိုရဲ့ဓာတုံးကြောင်းလုံးကိုအသာလေးခုခံပြနေခဲ့တာဖြစ်ပါတယ်။အရှိပင်လည်းရဲ့မကောင်းဆိုးအားဇိုရိုတော့မီဟော့လက်ထဲမှာကလေးတက်တာကစားခန့်နေရတာကိုမြင်နေကြရပြီးဇိုရိုကလည်းခွီးနန်းစီမှာပေးခဲ့တဲ့ဂတိကိုပြန်တတိယနေတော့မယ်လေဝဆောင်နဲ့ခုတ်ချတာခံလိုက်ရပါတယ်။ ကဘာအတော်ဆုံးဓာတ်မဖြစ်လာရမယ်လို့ဂတိပေးခဲ့တာကြောင့်နေ့ရက်တိုင်းအသေးအတန်ကြိုးကြိုးဆဆလေ့ကျင့်ခဲ့ပြီးမြေရုပ်ကိုချစ်ရလေတစ်ချက်မှတော့ထင်အောင်မလုပ်နိုင်ခဲ့ပဲချစ်ကုန်လက်ပန်းကျလာခဲ့ပါတယ်ဂျူနီနဲ့ယူဆာကူကဝင်ကူညီမယ်လို့လူဖီကသွားမနောက်ရှက်ဖို့ဆွဲထားလိုက်ရပြီးဆူရုကလည်းသူ့လုံဝရှုံးလို့မဖြစ်တဲ့အကြောင်းရင်းတွေကြောင့်အဆုံးသက်သက်ကကြားထောင်ချက်ကိုတုံးလိုက်ပြီးမြေရုပ်ကသူ့ရဲ့ဓာတ်လေးကိုဆူရုရင်ပတ်ထဲပြစ်ထည့်ပေးလိုက်ပါတယ် ဆူရိုကနတ်ဆုပ်ဆောင်ခဲ့ရင်ရပြီမဲ့အဲ့လိုမလုပ်ခဲ့တာကြောင့်မီဟော့လည်းအကြောင်းရင်းကိုသိကျင်သွားခဲ့ပြီးဆူရိုကလည်းသူ့သားနတ်ဆုပ်လိုက်မယ်ဆိုရင်အတိတ်မှာပြောခဲ့တဲ့ကတိတွေအကုန်ပျက်စီးသွားနိုင်တယ်ပြင်နောက်တစ်ခေါက်စူးစမ်းဖို့လည်းလက်ပြလုံတော့မှမဟုတ်တဲ့အကြောင်းပြပြလိုက်ပါတယ်အဲ့ဒါကမှတကယ်ရှုံးတာဖြစ်လို့သူ့ရဲ့နှလုံးတက်တဲ့ကိုဓာဝင်ပြီးတေးရမယ်ဆိုရင်တော့အသေးပဲခံလိုက်မယ်လို့ပြောတဲ့အတွက်ဆူရိုရဲ့စိတ်သက်ကိုသဘောကျသွားတဲ့မီယော့ကလည်းဘရူနိုကဆူရိုဆိုတဲ့နာမည်ကိုသူ့မှတ်ထားပေးမယ်လို့ပြောရင်တလေတစားရှင်းပြမျိုးကိုဆုံးဖြတ်လိုက်ပါတယ် ဲဒါကြောင့်ကမ္ဘာအစွမ်းတက်ဆုံးဓာတ်တက်လက်ဖြစ်တဲ့သူ့ရဲ့အနက်ရောင်ဓာတ်ကြီးကိုထုတ်လိုက်ပြီးဆူရိုကလည်းသူ့ဘဝမှာနောက်ဆုံးတက်ခတ်မှုဖြစ်သွားနိုင်တဲ့ဒီအခြေအနေကိုအသိပြင်ထားလိုက်ပါရယ်ဒါကတော့ One Piece အပိုင်းစနစ်ဖြစ်ပြီးအပိုင်းဆက်တုံးကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ Like Share Comment နဲ့ YouTube မှာလည်း Subscribe လေးလုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ် brother က facebook ကပဲဖြစ်ဖြစ် youtube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်။